င်္ဂလာပါ အခုဆရာတော်ဦးစောတိကမဟာမြိုင်တော်ရရဲ့ကိုရီကိုသွေးမြင့်မာစီရဲ့သတိဖြင့်နေထိုင်ခြင်းဆိုတဲ့စာအုပ်ကလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်အဲဒီစာအုပ်ထဲမှာပါတယ်ပထမဦးဆုံးအခန်းတလူတိုင်းရဲ့အမြင့်ဆုံးရည်မှန်းချက်ကိုဖတ်ပြပေးသွားပါမယ်အခန်းတကိုရီကိုသွေးမြင့်မာစီရဲ့ လူတိုင်းရဲ့အမြင့်ဆုံးဟီမန်ချက်နှစ်ပေါင်းများစွာကလေးကတကာတကာမတွေကိုစိတ်အကြောင်းခန္ဓာအကြောင်းနဲ့အတိညာရှိရှိအေးချင်းချင်းဘဝကိုနေတက်သွားစေမယ့်အကြောင်းတွေကိုဟောပြောလေးရှိပါတယ်ဒီအကြောင်းတွေကိုစိတ်ဝင်စားကြတဲ့တကာတကာမတွေလည်းများစွာရှိနေပါတယ်ဒီလောက်နှစ်ပေါင်းများစွာစိတ်ဝင်စားနေကြတယ်ဆိုတာ အတိပ္ပယ်ကပါလဲဆိုတော့ဒီဘုံကြီး ਨੇ ဇေယျချင်းတော်တူလို့ပဲလို့ဆိုရမှာပေါ့လူဆိုတာဇေယျချင်းတူရင်ကြိုက်ချင်းလည်းတူတတ်ပါတယ်ဇေယျချင်းဝဒနာချင်းအတော်လေးနှီးဆက်ကြလို့လည်းပဲရရှိမှာတူနဲ့တူပြောလို့ဆိုလို့ဆက်ဆက်လို့ပို့ပြီးအဆင်ပြေနေတယ်တူနဲ့တူစိတ်ဝင်စားမှုလေးတူနေတယ်လို့ထင်ပါတယ်။ဘွားဘွားကလည်းရေဆက်ဆုံးခဲ့ဘူးတဲ့သူတွေ ဖြစ်ကြမှာပ အခုဘုန်းကြီးပြောချင်တဲ့အကြောင်းအရာကတော့ personality နဲ့ပတ်သက်တဲ့အကြောင်းအရာ ဖြစ်တယ်ဒီစကားကိုဗမာလိုဘာသာပြန်တော့ကိုရီကိုသွေးလိုဘာသာပြန်ကြတယ်ဒါကလည်းသမုဒိတစ္ဆာနဲ့ပြောလိုက်တာပါတစ္ဆာမှာနှမျိုးရှိတယ်သမုဒိတစ္ဆာနဲ့ပရမတ္တတစ္ဆာအခုပြောနေတဲ့စကားကသမုဒိတစ္ဆာစကားဒါကြောင့် personality လို့သုံးရတာပရမတ္တတစ္ဆာနဲ့ပြောရရင် personality မရှိဘူး you တရားနံတရားပဲရှိတယ် you တရားနံတရားဟာ personality မဟုတ်ဘူးလူသားရဲ့အမြင့်ဆုံးရည်မှန်းချက်ဘုန်းကြီးရဲ့အကြိုက်ပြောရရင်လူတိုင်းလူတိုင်းရဲ့အမြင့်ဆုံးရည်မှန်းချက်ကဘာလဲဆိုတော့လူတိုင်းလူတိုင်းရဲ့အမြင့်ဆုံးရည်မှန်းချက်နဲ့အားအကြီးဆုံးအပြင်းထန်ဆုံးအလိုဆန္ဒဟာလူဘဝလူအဖြစ်ရဲ့အပြည့်အဝဆုံးတိုးတက်မှု ကြီးပွားမှုလို့ခေါ်တယ်ကိုယ့်ရဲ့ အကြီးအသွေးတွေအမြင့်ဆုံးအကောင့်ထဲပေါ်လာအောင်လုပ်ချင်တာပဲဘုန်းကြီးငယ်ငယ်တုန်းကဖတ်ဖူးခဲ့စာအုပ်တွေအများကြီးတဲ့ကတခုက The Power of Personality တဲ့ကိုကြီးကိုသွေးကြီးအစွမ်းတက်သိလို့ဘာသာပြန်လို့ရတယ်အဲ့ဒီစာအုပ်ကိုဖတ်ကြည့်ရင်တော်တော်ပဲအကြိုက်တွေ့သွားတယ်အရေးကြီးတယ်လို့သဘောပေါက်လိုက်တယ် Personality ဆိုတာကိုကြီးကိုသွေးလို့ဘာသာပြန်လိုက်ကြပြီမယ်ကိုကြီးကိုသွေးဆိုတာဘာလဲဆိုတာမေးစရာဖြစ်နေပြန်သေးတယ် personality ဆိုတာလူတယောက်မှာပါတာအကုန်ပဲလို့ဆိုလိုတယ်။ရုပ်ချောကလည်း personality ထဲမှာပါတယ်။သမင်ဖြီးပုံကလည်း personality ထဲမှာပါတယ်။အဝတ်အစားဝတ်ပုံကလည်း personality ထဲမှာပါတယ်။ပြောပုံဆိုပုံနေပုံထိုင်ပုံလမ်းလျှောက်ပုံပြုမှုကျင့်ကြံပုံလူအများနဲ့ဆက်ဆံပုံအားလုံး personality ထဲမှာပါပါတယ်။ စပင်းကိုကပ်ပြီးဖြားထားတဲ့သူရဲ့ personality နဲ့စပင်းကိုတက်တက်ရဲရဲဖြီးထားတဲ့သူရဲ့ personality မတူဘူးကိုကိုတွေးနဲ့အခက်ခဲကြည့်ပါ လူတယောက်ရဲ့စပင်းပုံကိုချီးချင်းအဖြစ်သူ့ရဲ့ personality ကိုအခက်ခဲလို့ရပါတယ်တို့တို့ပဲအင်ကြီးအယောင်သွေးအမျိုးမျိုးအကွက်အမျိုးမျိုးကိုဝတ်ထားတာကိုကြည်စင်ဖြင့်လက်ရှိအခြေအနေမှာဒီနေ့ဒီအချိန်ဒီလူရဲ့ personality ကိုခံမှန်းလို့ရတယ် လူတွေရဲ့စိတ်ကလည်းတစ်ချိန်နဲ့တစ်ချိန်မတူဘူးနော်တခါတလေတည်ငြိမ်အေးချမ်းမှုရှိတဲ့အခါမှာ သူဝတ်တဲ့အဝတ်အစားကလည်းတည်ငြိမ်အေးချမ်းတဲ့အသေးပေကိုစောင့်နေအဝတ်အစားကိုဝတ်တယ်တခါတလေပျော်ရွှင်မြူးတူးနေတဲ့အခါမျိုးလည်းရှိတတ်တယ်အဲ့ဒီကမှာဝတ်တဲ့အင်းကြီးဟာအစရှင်တဲ့အယောင်တွေမျိုးကိုဝတ်လေရှိတယ်။နောက်တစ်နည်းပြောရမယ်ဆိုရင်ဝတ်လိုက်တဲ့အင်းကြီးအဝတ်စားပေါ်မူတည်ပြီးတော့စိတ်ကလည်းပြောင်းသွားတယ်။ အခုလိုဝေထားတာကနေအင်းကြီးအဖြူလုံကြီးအဖြူဝေလိုက်စိတ်ထဲမှာဘလို့ဖြစ်သွားမလဲဆိုတာသိရတမျိုးတော့ပြားမှာအမယ်နေနော်အင်းကြီးနဲ့လုံကြီးဝေရကနေကုတ်အင်းကြီးနဲ့ဘာမင်းဝေချစ်လိုက်ဘလို့ဖြစ်သွားမလဲလို့စိတ်တမျိုးပြောင်းသွားပြန်ရောနော်ဒါကြောင့်လူတွေဟာကိုယ်စိတ်နဲ့ကြိုက်တဲ့အဝိအစာကိုရွေးလင်းရှိရယ်။ဒီနည်းအားဖြင့်ဆိုရင်လေကိုယ်ဝိတဲ့အဝိအစာဟာကိုယ်စိတ်ကိုပြန်လွှမ်းမိုးသွားတယ်။ဒါကြောင့်ဝိပုံစာပုံဟာ personality ထဲမှာပါတယ်နော်။ ကိုယ်မှာရှိတဲ့အဝိအစားပစ္စည်းဥစ္စာအတုံးဆောင်အလုံးဟာကိုယ့်ရဲ့ personality ကိုအကောင်အဆိုးတစ်မျိုးမျိုး လွှမ်းမိုးမှုအေကံမှုချရှိတယ်။ထို့အတူပဲစကားပြောပုံကလည်းလူရဲ့ကိုယ့်ရဲ့ကိုယ်သွေးထဲမှာပါပြန်တယ်။စကလုံးအတုံးနှုံးကစရိုက်တဘာဝကိုထင်ဟပြရတယ်။တချို့ဗန်စကားများများသုံးတယ်၊ခေစကားများများသုံးတယ်။တချို့လူတွေပြောတဲ့စကားဆိုဘာပြောမှမသိဘူး။နားမလည်ဘူး။သူတို့ဗမာလူပြောတာနားမလည်လို့ပြန်ရှင်းခိုင်းရတယ်။ ခေအခါလျာအသက်အရွယ်လျာအဆင့်တန်းလျာစကလုံးအတုံးတော့မတူတာတွေရှိတတ်တာကိုတချို့ကစကလုံးရိုးရိုးပဲတုံးလေးရှိတယ်။စကလုံးရိုးရိုးတုံးတဲ့လူရဲ့စိတ်အခြေအနေနဲ့ခေစကားများများတုံးတဲ့လူရဲ့စိတ်အခြေအနေချင်းမတူဘူး။ဘဝကိုလေးလေးနက်နက်သဘောထားပုံချင်းမတူဘူး။ကိုကိုကိုလေးစားမှုသူတစ်ပါးကိုလေးစားမှုရှင်လည်းမတူဘူး။ဒီနှစ်ဦးဟာဘယ်အရာကိုမဆိုလေးလေးနက်နက်သဘောထားတတ်တယ်ဆိုတော့ အတိပဲနဲ့ဘယ်အရာကိုမဆိုပေါ့ပေါ့တန်တန်အပေါ်ရန်လေးသဘောထားတတ်တယ်ဆိုတဲ့အတိပဲကိုဖော်ပြနေတယ်။ဒါကြောင့်ဖုန်းကြီးနဲ့တိတဲ့ရင်းကြီးရဲ့တပည့်လေးတွေကိုပြောလို့ရှိတယ်။သိဘဲစကားဆင်တဲ့စကားကိုမပြောပါနဲ့။ကို personality ကိုဖြည့်ဆည်းစေတယ်။သိပြီးခစ်ဆန်လို့ကလဲ့လွန်းနဲ့မတက်မရက်ဖြစ်နေတဲ့အဝိစားကိုမဝတ်ပါနဲ့။ကိုယ့်ရဲ့ personality ကိုထိခိုက်ပါတယ်လို့ပြောပြပါတယ်။ တချို့အင်ဂျီဝင်စားတဲ့ရဲ့အနားတွေကိုဖြွာထားတာကိုတွေ့ရတယ်။ဒါဟာတိတ်မကောင်းဘူး။မတက်ရက်တဲ့အဝတ်စားကိုဝတ်ထားတဲ့အတွေ့အကြုံသူစိတ်ကလည်းမတက်မရက်ဖြစ်နေတာပဲဆိုတာသိရတယ်။တောင်းမှာအခုလူမှာအဝတ်လို့ပြောကြတယ်နော်။အနာကုမပါတဲ့အဝတ်ကိုဝတ်ထားသူရဲ့စိတ်ကရောဘယ်နဲ့နေမလဲ။သူစိတ်ကအခုမရှိဘူးပေါ့။အခုမရှိရဲ့ကြံဘယံပဒါဆိုတာလိုပဲ။သူစိတ်ဟာဘယံပဒါဖြစ်နေတော့မှာပဲ။ ဘုရားဟောဝိနည်းတော်ကိုလေ့လာခြင်းယဟန်တွေကိုလက်သေးကလာပေါက်နေတဲ့သင်္ကန်းမွေးရဖို့တဲ့စွန့်ပြရမယ်လို့ပြောတာမဟုတ်ဘူးနော်ဖာထီးရမယ်လို့ပြောတာအနားဖွာနေတဲ့သင်္ကန်းကိုမွေးရဖို့တဲ့ဝိတာချလို့အနားလေးတွေဖွာသွားရင်ပြန်လုံးပြီးဝေးရမယ်တဲ့ဒါရီဘုရားဟောထဲမှာပါနေတယ်ယဟန်တွေမြို့ထဲရွာထဲသွားတဲ့အခါအင်္ဂလီရရသွားရမယ်ခြေလမ်းကိုမမြန်လွန်းရဘူးမနှေးလွန်းရဘူး ခေါင်းငုံပြီးမနေရဘူးမော့မော့ကြီးလည်းမသွားရဘူးမှန်မှန်လေးအိန္ဒြေရရလေးသွားရမယ်လေဒါရီယာ personality ကမှုအတွေ့ဖះကတင်ပေးနေတာနော်ကုဘဝမှာတကယ်ပြည့်ပြည့်စုံစုံဖွင့်ပြမှုကြီးပွားမှုကိုလိုချင်နေဆိုရင်ဒီကိစ္စတွေကိုအသေးမားလို့သဘောမထားရဘူးအထူးသဖြင့်တရားအထုတ်နေတဲ့တက္ကတက္ကမတွေသတိထားကြည့်ပါတရားထိုင်တော့မယ်ဆိုရင်အဝိစာကိုသတိထားကြည့်အဝိစာပြောင်းရင်သတိတမာတိကအစာပြောင်းနေ ဒါကြောင့်တတိတမာတိကောင်းပြီးတော့ရှုမှတ်လို့အင်မတန်ကောင်းနေတဲ့အခါမျိုးမှာဘာဖြစ်လို့ကောင်းတာလဲဆိုတာကိုအားထုတ်လို့ပြီးသွားတဲ့အခါမှာဆင်းစစ်ကြည့်ပါအားထုတ်နေလို့တော့မတွေးပါနဲ့တရားထိုင်ပြီးမှဒီနေ့တရားထိုင်ရတာသိကောင်းတာပဲသိအစဉ်ပြေတာပဲဘာဖြစ်လို့လဲဘုလိကရေဘာလို့ဖြစ်တယ်လဲဆိုတာကိုပြန်စဉ်းစားပါဘလို့တွေးမျိုးတွေးတယ်ဘလို့အလုံးမျိုးလုပ်တယ်ဘလို့အဝိစားမျိုးဝတ်တယ်ဘလို့အစားစားစားတယ် ဘယ်သူနဲ့ဘယ်စကားကိုပြောရည်ဆိုတာကစစဉ်းစားပါမှတ်ထားပါတခါစမ်းကြည့်ပါကိုယ့်ရဲ့ကာယအဝိစာဝင့်ပြီးတရားထိုင်ကြည့်ပါဘလို့ဖြစ်လာမလဲဆိုတာသိရအောင်ကိုယ့်ရဲ့စိတ်အခြေအနေမှုပြောင်းသွားတယ်နော်အဲ့ဒီမှုရဲ့စကားလုံးရဲ့အသေးပေကိုနားလည်ဖို့လိုပါတယ်။တင်းကြီးအေးချမ်းနေတဲ့စိတ်ရဲ့အခြေအနေကလည်းမူတမျိုးတော့။လျက်ပေါ်လော်လီ ပေါ်ပေါ်တန်တန်စိတ်အခြေအနေအခြေအနေကလည်းမူတမျိုးပဲ။ အဲ့ဒီ movement နေတရားအထုတ်ရတာအဆင်ပြေနေတယ်။ဒါကြောင့် moving ကလေးကအိယာကနူးကလေးကကိုယ့်ရဲ့အစိတ်အခြေအနေမှုကိုပြုပြင်ထားရမယ်။နူးရင်နူးနူးချင်းတရားရှုမှတ်လိုက်ရင်တတိတမာတိကောင်းလာပြီးစိတ်ကြည်လင်အေးချမ်းလာပြီးတော့တည်ငြိမ်ခံရတဲ့အေးချမ်းတဲ့ဂုံတမာတိတိတ်ခါရှိတဲ့မှုမျိုးရလာတယ်။အဲ့ဒီမှုလေးကိုအပြတ်မခံပဲထိန်းသွားရမယ်။စားရတော့တာလောက်တာခြင်နာကိုလေဒီမူလေးနဲ့ထိမိသွားပါ ပြောရဆိုရမှာလေစကားတွေကိုတွေးရစကားမပြောနဲ့တွေးရစကားပြောရင်ဒီမှုကပြတ်သွားတယ်တွေးရစာအုပ်တွေ TV တွေမကြည့်နဲ့ကြည့်ရင်ဒီမှုလေးကပြတ်သွားတယ်အဲ့လိုတစ်နှစ်တာလုံးတည်ငြိမ်အေးချမ်းတဲ့ခင်ညာမှုရှိရဲ့တည်ငြိမ်မှုရှိရဲ့မြင့်မြတ်တဲ့စိတ်ကိုထိန်းထားလို့ရှိရင်တရားထိုင်တဲ့အခါမှာလွယ်လွယ်ကူကူနဲ့တတိတမာတိဝရတယ်ဖြစ်နိုင်သမျှအကောင်းဆုံး the power of personality ဆိုရယ် စာအုပ်ကိုဖတ်ပြီးဖုန်ကြီးအများကြီးစဉ်းစားတယ်စဉ်းစားပြီးကိုယ့်ဟာကိုယ်လက်လန်းမိတယ်လို့လုပ်ကြည့်ပါတယ်ကိုယ့်ကိုယ်ကိုကောင်းချင်တဲ့စိတ်ရှိတဲ့အတွက်ကြောင့်ကောင်းတဲ့စာပေတွေဖတ်ပြီးတော့အဲ့ဒီထဲကကောင်းတာမှန်သမျှအကုန်ယူတာပဲဘသူရေးရေးကောင်းရင်မှတ်သားတယ်စဉ်းသုံးတယ်ဖရာဟောတဲ့စာပေတွေကလည်းယူတာပဲတခြားတခြားပညာရှိတွေရေးတဲ့စာအုပ်တွေဖတ်ပြီးတော့လည်းယူတာပဲလိုက်နာမှတ်သားပြီးတော့ကိုယ့်ကိုယ်ကိုတနည်းနည်းနဲ့ဘလို့နည်းနည်းပဲဖြစ်ဖြစ်ကောင်းအောင်ကြိုးစားတာပဲ ထားကြောင့်လူတယောက်ရဲ့ဘဝမှာအမြင့်မားဆုံးရည်မှန်းချက်နဲ့အပြင်းထန်ဆုံးဆန္ဒဟာသူ့မှာလူတယောက်အနေနဲ့ဖြစ်နိုင်တာမှန်သမျှဖွံ့ဖြိုးမှုထွတ်တက်မှုမှာအကောင်းဆုံးဖြစ်အောင်လုပ်ချင်တာပဲဆိုတာဖုံချိအတွက်တော့မှတ်နေတာပဲလူတိုင်းလူလိုပဲကုဘဝနဲ့ပတ်သက်တဲ့ဆန္ဒမျိုးစုံရှိကြပါတယ်ဖုံချိငယ်စဉ်ကလေးကရှိခဲ့တဲ့ဆန္ဒတစ်ချို့ကိုပြောရရင်အသက်ရှင်ခြင်းနဲ့ကျန်းမာခြင်းနဲ့စာဝတ်နေရေးအဆင်ပြေခြင်းနဲ့ လူတွေနဲ့ခင်ခင်မင်မင်ရင်းရင်းနှီးနှီးနေခြင်းနဲ့ဟန်လို့မနေရပဲပွင့်လင်းယူသားတဲ့ဆက်ဆံရေးကိုလိုချင်တယ်။ကို့အကြောင်းကိုနက်နက်နဲနဲသိချင်တယ်။လူတွေအကြောင်းကိုလည်းနက်နက်နဲနဲသိချင်တယ်။ကိုနေတဲ့လောကကြီးအကြောင်းကိုလည်းတနေ့တည်းမြနက်နက်နဲနဲကြဲကြဲပြန့်ပြန့်သိချင်တယ်။ကိုနေတဲ့လောကကြီးကိုအကျိုးပြုတဲ့အလုပ်တွေကိုထိထိရရလုပ်ချင်တယ်။ပြီးတော့တကယ်စိတ်ထားကောင်းတဲ့လူတွေကဖြစ်ချင်တယ်။တည်ငြိမ်အေးချမ်းပြီးဘာကူမှမကြောက်တဲ့သူဖြစ်ချင်တယ်။ သူများအထင်မကြီးမှမကြဘူးအထင်သေးမှမကြဘူးသေမှလည်းမကြောက်တဲ့သူဖြစ်ချင်တယ်ငါဆိုတဲ့အဆွဲကနေလုံလုံလွတ်နေတဲ့စိတ်နဲ့နေချင်တယ်မြင့်မြတ်တဲ့စိတ်ထားနဲ့လေးနက်မှန်ကန်တဲ့အသိဉာဏ်အမြင့်ဆုံးကိုသိချင်တယ်ငါအနေနဲ့ဖြစ်နိုင်သမျှအကောင်းဆုံးဖြစ်ချင်တယ်ခုဘဝကိုတကယ်ပိုကောင်းအောင်လုပ်တဲ့အခါမှာတည်ချတဲ့နေရာကစပါစိတ်ထားကောင်းအောင်အရင်လုပ်ပါ ။တည်ငြိမ်အေးချမ်းအောင်၊ယူတာဖြောင့်မတ်အောင်၊ကိုချင်းစာတတ်အောင်၊ကုညီတတ်အောင်၊မနာလိုဝန်တိုစိတ်နဲ့အောင်၊မူတီတာများအောင်၊တကူကောင်းမဆန့်အောင်၊ခွင့်လွတ်တတ်အောင်၊အကားမြင်တတ်အောင်နေစဉ်စိတ်ကိုသတိနဲ့စောင့်ကြည့်ရင်လေ့ကျင့်อยู่ပါ။တခါတခါမရီအားလုံးလည်းကိုစိတ်ထဲမှာအကောင်းဆုံးလူတယောက်ဖြစ်ချင်တယ်လို့ပြောနေတာကိုသတိထားသင့်တယ်။စိတ်ကိုအေးအောင်ညင်အောင်ထားပြီးစိတ်ကသူ့တဘာဝအတိုင်းကောင်းကျင်တဲ့စိတ်ကလေးဖြစ်နေတာကိုသိရတာသိအကျိုးများတယ် မေတ္တာစိတ်ဂယုဏစိတ်ကုသင်းစာစိတ်ကလေးတွေခင်မြင်တဲ့စိတ်လေးစားတဲ့စိတ်တမိုးထားတဲ့စိတ်ယုံကြည်စိတ်ချတဲ့စိတ်တွေဖြစ်တာကိုသတိထားမိလို့တည်လက်ရတာသိပျော်စရာကောင်းတယ်သိကျေနပ်စရာကောင်းတယ်တခါတခါမှတွေလည်းကုကုကိုတကယ်ကောင်းရင်တည်းမကောင်းအောင်လှုပ်ချင်တဲ့ဆန္ဒရှိလို့ပဲတရားအထုတ်နေကြတာအဲ့ဒါကြောင့်ဒီစာကိုဖတ်နေကြတာပဲဒါကြောင့်မယ်ဒီဖုန်းကြီးနဲ့တွေ့ရတာပဲဒါမှမဟုတ်ရင်တွေ့မှာမဟုတ်ဘူး ခုခုကိုညီမျိုးစုံနဲ့ကောင်းအောင်လုပ်ဖို့အမြင်နဲ့စဉ်းစားနေပါခုခုကိုအမကျူးလွန်တဲ့အဖြစ် personality is a gem in the child that can develop only by slow stages in the true life personality ဟာကလေးရဲ့စိတ်ထဲမှာအစိတ်အညောင်ကလေးတစ်ခုအနေနဲ့ရှိပြီးသားပါဒါလေးကိုတဖြည်းဖြည်းကြီးထွက်လာအောင်ပြုစုရတာဖက်ဖက်ကအကြီးအသေးကြီးကောင်းလာဖို့ဆိုတာငယ်စဉ်ကလေးကတဆင့်ပြီးတဆင့် ပြည့်စုံပြူထောင်သွားရတယ်။ဘုံကနေချက်ချင်းကြီးတော့မရနိုင်ဘူး။ဘဝထဲမှာဖြတ်တန်းသွားရင်လည်းဘဝဝင်နေသွားရင်လည်းလေ့ကျင့်ပြည့်စုံပြူထောင်ယူရတာ။မွေးကစားကလေးအတွေ့လူအရေးချင်းတွေကအညောင်းလောက်ကလေးပဲရှိတယ်။ကလေးလေးတယောက်ကို သူ့ရဲ့အမေအဖေအကိုမွန်မားတွေသူ့ကိုထိန်းချပေးတဲ့လူတွေကသူ့ကိုစားတဲ့နေ့အချိန်မှာကောင်းကောင်းကြည့်မယ်။ပြည့်စုံတဲ့အခါမှာကောင်းကောင်းပြည့်စုံမယ်ပြစ်မထားဘူး။ သူ့ကိုအော်ရာငေါက်တာရိုက်တာမျိုးမလုပ်ဘူးဆိုရင်ဒီကလေးရဲ့စိတ်ဟာနှုံညံ့နေအေးချမ်းနေပျော်ရွှင်နေသူ့ကိုယ်သူဂျင်းနှက်မှုအများကြီးရှိနေမယ်ပဝင်းချင်းကိုလည်းယုံကြည်မှုခင်မင်မှုတွေရှိမယ်အကယ်၍ကလေးကိုငယ်ငယ်ကလေးကစားတဲ့အချိန်မှမချွေးဘူးအဲ့ချိန်တည်းလဲအိတ်ခွင့်မပေးဘူးနေထိုင်မကောင်းတဲ့အခါမှလည်းမပြည့်စုံပဲဖြစ်သားမယ်ခဏခဏအော်မယ်ငေါက်မယ်ရိုက်မယ်ဆိုရင်ဒီကလေးဟာစိတ်တဲ့ပြည့်စည်သွားမယ်သူ့ကိုယ်သူလည်းယုံကြည်မှုမရှိတော့ဘူး ပဝင်းချင်းပေါ်မှာလည်းယုံကြည်မှုမရှိတော့ဘူး။သူ့မှာအဲ့ဒီလိုစိတ်ဆင်းရဲမှု၊နာကျင်မှုတွေရှိနေလို့ရှိရင်ဒီကလေးဟာမိုက်မယ်ဆိုမယ်ကြီးလာတဲ့အခါမှာမဟုတ်တာတွေမကောင်းတာတွေအများကြီးလောက်တော့မှာပဲ။အဲ့ဒါကြောင့် personality ဆိုတာပုံသေးမရှိဘူး။သူ့အပေါ်အများကဆက်ဆံမှုသဘောထားပေါ့အပေါ်မှာအများကြီးမူတည်တယ်။ပဝင်းချင်းအခြေအနေအတော်ဝိုင်းအခြေအနေပေါ်မှာမူတည်တယ်လို့ပြုစုထိန်းချုပ်ပေးတဲ့သူကပြုစုတတ်ရင် ကောင်းတဲ့ထက်ကောင်းသွားမယ်ပဝင်းချင်းအခြေအနေကအတော်တင်ဆိုးတယ်ပဲထားအောင်တော့ကိုရိုင်းကအတိညာရှိခဲ့ရင်ခုခုကိုထိမ့်သိမ့်ပြီးကောင်းအောင်ကြိုးစားရင်ကောင်းလာနိုင်တယ်။တိရတကားတကားမရေတော်တော်များများရှိတယ်။သူတို့ငယ်စဉ်တော့ကစင်းရဲတယ်တချို့ဆိုမိဘမရှိသလောက်ဖြစ်သွားပြီ။တကားကြီးတယောက်ဆိုရင်အဖေမရှိတော့ဘူး။သူငယ်ရွယ်နဲ့နှစ်နှစ်လောက်ကလေးကအဖေဆုံးသွားတယ်။အဖေဆိုတာဘလို့နေလဲဆိုတာမမှတ်မိတော့ဘူး။ အမေကစာမတက်ဘူးတသမီကိုဆုံးမတာတော်တယ်နားလည်အောင်ပြောပြတယ်ယူသားဖို့ဇာတိတကောင်းဖို့ပညာကျိုးစားဖို့ဆိုတာကြီးပြောပြတတ်တယ်ဒီလိုနဲ့ဒီကလေးဟာမရမကအကုတ်ကက်ပြီးတော့စပီးကျိုးစားပြီးတင်တယ်နေတော့ခေါင်းကြီးချမှနေရတယ်အဲ့ဒါလို့စာကျိုးစားပြီးတင်ရင်အလုပ်ကျိုးစားပြီးလုပ်ရင်လည်းပညာတတ်တယောက်ဖြစ်လာရင်အခုပညာလဲတတ်တယ်ပစ္စည်းဥစ္စာလဲအင်မတန်ချမ်းသာတယ်တရားကိုလည်းအင်မတန်နှစ်သက်လေးစားတဲ့အားထုတ်တဲ့သူတယောက်ဖြစ်လာတယ် အခြေအနေဆိုးတိုင်းလူဆိုးဖြစ်မယ်လို့ပြောလို့မရအောင်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာလူကောင်းတယောက်ရှိရင်ပဲကိုယ့်တဲ့အများကြီးအကျိုးရှိနေပြီအဲဒီတယောက်စီကပဲကိုယ့်ရဲ့ personality အမြင့်အမားဆုံးထွက်ဖို့ရမျိုးစေ့လေးရသွားနိုင်တယ်ကိုဘာလို့တင့်နေဘလို့နေတင့်နေဆိုတာနည်းနည်းတော့ရိပ်မိရင်ရှေ့ဆက်ကောင်းတဲ့ကောင်းအောင်ကြိုးစားဖို့တောင်းဝင်မယ်ရှိတော့တယ်တသက်တာလုံးဝေးတဲ့အချိန်ကနေတည်တဲ့အချိန်ထိကိုယ့်ရဲ့အရေးအသွေးတွေကိုကောင်းတဲ့ထက်ကောင်းအောင် ြုပြင်ပြီးနေသွားရမှာနော်ကိုကိုကိုပို့ပြီးတော့ကောင်းတဲ့သူစိတ်ထားပိုကောင်းတဲ့သူအတိညာပိုရှိတဲ့သူအကျင့်စာရိတာပိုကောင်းအောင်လုပ်တဲ့သူဖြစ်အောင်လုပ်နိုင်ပါရဲ့ကိုလုပ်တဲ့အလုပ်ကို ကောင်းတဲ့ကောင်းအောင်လုပ်နိုင်ပါရဲ့နဲ့မလုပ်တဲ့သူဟာကိုကိုပိုကိုပေါ့ကိုကိုကိုပေါ်မှာကြီးမားတဲ့အဖြစ်တစ်ခုကိုလုံချူထားတဲ့သူဖြစ်တယ်ကိုကိုကိုအကောင်းဆုံးဖြစ်အောင် လုပ်ဖို့လူတိုင်းမှာတာဝန်ရှိရင်ဒါဟာအရေးကြီးဆုံးတာဝန်ပဲ။ ထီတာဝင်းကိုမကြည့်တဲ့သူဟာအခြားတာဝန်တွေကိုမကြည့်နိုင်တော့ဘူးခုခုကိုနီးမျိုးစုံနဲ့ဖက်ဖက်ကပူကားအောင်ကြိုးစားနေတာအချင်းစာရိတစိတ်နဲ့သဘောထားလူရည်ကိုင်ရည်ပူကားအောင်ကြိုးစားနေတာပူပြီးဉာဏ်ပညာရင်းစက်တဲ့သူဖြစ်အောင်ကြိုးစားတာဟာတလောကလုံးကို အထီးရောက်ဆုံးနည်းနဲ့အကျိုးပြုတာပဲလူတိုင်းမှာလက်ရှိအခြေအနေထက်ပိုပြီးတော့ကောင်းတဲ့ဒုတိယဖြစ်စဉ်စိတ်ရှိပါတယ်ကိုယ်မှာရှိတဲ့အရေးရှိကောင်းတွေ ကောင်းတဲ့ပေါ်အောင်လုပ်ချင်တဲ့စိတ်ရှိရယ်လူတိုင်းဟာလက်ရှိတဲ့စိတ်ငြိမ်သဘောထားကောင်းအောင်လုပ်တဲ့သူလုပ်ရည်ကိုင်းရည်ပိုးပြီးကောင်းတဲ့သူဆက်ဆက်ရည်ပိုးပြီးကောင်းတဲ့သူကိုယ့်အကျိုးအများအကျိုးတွေကိုပိုးပြီးတော့ဆောင်ရွက်နိုင်တဲ့သူဖြစ်နိုင်နေဒီတိုင်းစူးစမ်းနေဖို့တော့လိုတယ်